ထူးခြားတဲ့အသားတော့အမြဲတမ်းလိုလိုရတယ်ဒါပေမဲ့ဟို item တခုကိုအမြဲတမ်းလိုလိုတော့မရှိဘူးပေါ့ item လေးတွေပြောင်းသွားတယ်သူရတဲ့ item လေးတွေကတော့အမြဲတမ်းဟိုမပြတ်အောင်တော့တင်ပေးထားပါတယ်ခင်ဗျဟုတ်မျိုးပေါ်မှာမရနိုင်တဲ့အသားလေးတွေရရပါတယ်ဟုတ်အဲကျွန်တော်စီမှာတော့အဲ့လိုမျိုးထူးခြားတဲ့ အစားအစာလာစားတဲ့လူများပါတယ်ဟုတ်တန်ဒီမှာကြတော့ဖျားဖူးလာရင်းနဲ့အဲဝင်စားတဲ့လူများတယ်ပြီးတော့ဟိုအများဆုံးကတော့ထူးခြားတဲ့အသားကိုလာစားတဲ့လူကများပါတယ်ဟုတ်ကျွန်တော်တို့မုတ်တီကကြတော့ဟိုငွှွေနဲ့ချက်တာပါခင်ဗျာငွှွေနဲ့ချက်ပြီးတော့ဟိုရခိုင်စစ်စစ်ရတာဖြစ်အောင်ဆိုပြီးတော့ဟိုအချို့မလုံးဝမသုံးပါဘူးခင်ဗျာ စစ်တွေကပြောင်းလာတာပေါ့เนาะစစ်တွေမှာတော့ကျွန်တော်တို့ကအာစားသောက်ဆိုင်လုပ်ငန်းလုပ်တယ်ခင်ဗျအဲ့မှာတော့ဂျပန်ဆိုင်ပေါ့အဲဒီဘက်မှာကြာတော့ကျွန်တော်တို့ကဒီဘက်ကိုပြောင်းလာတော့အဲတန်လင်မာကဆိုင်ဒီရှာကြီးတော့ရခိုင်ဆိုင်ကတိတ်မရှိဘူးမရှိသလောက်ပဲပေါ့เนาะအဲ့တော့တန်လီမာအနေနဲ့ရခိုင်ဆိုင်ဒီဇိုင်းဖွင့်သင့်တယ်ဆိုပြီးတော့ကျွန်တော်တို့ကရခိုင်ဆိုင်ဖွင့်တာပါခင်ဗျဟုတ်ဝင်လာတာတော့3လကျော်ကျော်လောက်ပဲရှိပါသေးတယ်ခင်ဗျဟုတ် ကျွန်တော်တို့စီမှာကြတော့ရခိုင်ထမင်းတွေရမယ်ပြီးရင်ရခိုင်စာနဲ့ပတ်သက်တဲ့အစားအစာတွေရမယ်ပင်လယ်စာရမယ်ပြီးတော့ကျွန်တော်တို့စီမှာရခိုင်မုတ်ဒီရမယ်ရခိုင်မုတ်ဒီကြတော့ကျွန်တော်တို့ရွှေနဲ့ချက်တာပေါ့ရခိုင်မုတ်ဒီစစ်စစ်ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဟိုတခြားထူးကဲတဲ့ဒီမြို့တွေမှာမရနိုင်တဲ့အစားအစာတွေပေါ့နော်အဲ့လိုမျိုးဟာတွေရပါတယ်ခင်ဗျာဟုတ်ကျွန်တော်တို့စီမှာတော့ဒီ ထူးခြားတဲ့အသားတွေကတော့အများဆုံးကြီးကတော့2000အောက်မှာရှိပါတယ်ခင်ဗျာဟုတ်တပွဲသမီးဟင်းတွေကြတော့ကျွန်တော်တို့ကဟို9000လောက်ဆိုရင်လူတစ်ယောက်စားလို့ရပါတယ်ခင်ဗျာဟုတ် ကိုရမယ်ပြီးရင်အာကကတိတောက်ဆန်းရမယ်ပြီးရင်အာပြီးတော့ငပားနီတောက်ဆန်းကြက်အိန်ကျက်မီဖုတ်တောက်ဆန်းတို့ပါတို့ရမယ်ပြီးရင်ပင်လေသာအစုံပန်းရမယ်ပြီးရင်ငရောင်ကောင်းချက်တာရမယ်အာပြီးလို့ရှိရင်ကျွန်တော်တို့စီမှာဟိုဟာပစွန်တုတ်တို့အဲ့လိုပင်လေသာနဲ့ပတ်သက်တာရေအစုံရမယ်ခယူရမယ်ဂုံးနေရပါမယ်ခင်ဗျာဂုံးနေရမယ်မရွတ်တူတာရရမယ်ဟုတ် ျွန်တော်တို့စီမှာကတော့ထူးခြားတဲ့အသားတော့အမြဲတမ်းလိုလိုရတယ်ဒါပေမဲ့ဟို item တစ်ခုကိုအမြဲတမ်းလိုလိုတော့မရှိဘူးပေါ့ item လေးတွေပြောင်းသွားတယ်သူရတဲ့ item လေးတွေကတော့အမြဲတမ်းဟိုမပြတ်အောင်တော့တင်ပေးထားပါတယ်ခင်ဗျဟုတ်အဲကျွန်တော်စီမှာတော့အဲ့လိုမျိုးထူးခြားတဲ့အစားအစာလာစားတဲ့လူများပါတယ်ဟုတ် ဘာလို့ဆိုတော့ဟိုပင်လယ်ဇာတွေဘာတွေကလည်းဒီမြို့ရန်ကုန်မြို့ထဲမှာလည်းဆိုင်းရင်းတွေပြုံးများများရှိတယ်လေရခိုင်စားစံနဲ့ပတ်သက်ပြီးတော့အများကြီးရှိတာပေါ့နော်ဒါပေမဲ့တန်လီမှာကျတော့ဖျားဖူးလာရင်းနဲ့အဲဝင်စားတဲ့လူများတယ်ဖျားဖူးလာရင်းနဲ့ဆိုတော့ဟိုရခိုင်ဆိုင်လိုက်ရှာတာပေါ့နော်ရခိုင်စားစားစားခြင်းနဲ့လူကတော့အဲဒီကျွန်တော်တို့ဆိုင်အောင်လာတာများတယ်ပြီးတော့တန်လီမှာလည်းကျွန်တော်တို့တဆိုင်နဲ့ရှိပါတယ်ခင်ဗျဟုတ်ပြီးတော့ဟိုအများဆုံးကတော့ထူးခြားတဲ့အသားကိုလာစားတဲ့လူကများပါတယ်ဟုတ် ဟုတ်ကဲ့ပါကျွန်တော်တို့ဆိုင်မှာတော့ဟိုအရင်တော့ဆိုလို့ရှိရင်ဆောင်းတွင်းဆိုလို့ရှိရင်ကျွန်တော်တို့ကျွန်တော်ရက်ခိုင်မှာဆိုလို့ရှိရင်အုံးရီလို့ခေါ်တာပေါ့အဲအုံးရီတွေပါရပါတယ်အုံးရီကတော့ကျွန်တော်တို့အခုဟိုပါပေါ့ဗမာလိုဆိုရင်တော့ဟိုပါပေါ့ဒဏီရီခေါ်ကျွန်တော်ဒီမိုးမိုးတဲ့ဒဏီဒဏီတော့ရရတယ်ဒဏီရီပေါ့နော်ဒဏီရီကိုကျွန်တော်တို့က AWD တိုင်းနေဘက်ကနေပြီးတော့ကျွန်တော်တို့မှာပြီးတော့ပေါ့နော်အချိုးရီတွေဒီမှာဟိုလုံးဝနေတိုင်းမပြက်အောင်ဖြစ်ကျွန်တော်တို့ရောင်းခဲ့ပါတယ်စောင်းရတီပေါ့နော်ကျွန်တော်နှစ်လလောက်ရောင်းခဲ့တယ်ခင်ဗျာအခုຫນွေမှာတော့ဒီຫນွေຫນွေໃຈမကောင်းတော့ မကောင်းတဲ့အတွက်ကျွန်တော်တို့ကခုခုလက်ရှိကတော့ထမ်းရည်တင်တာပါခင်ဗျာဟုတ်ပြီဟုတ်ကဲ့ကျွန်တော်တို့မနေ့9နိုင်ရည်နေစပြီးတော့ရပါတယ်ခင်ဗျာဟုတ်အခိုင်မုတ်တီကိုလည်းမနေ့9နိုင်ရည်စပြီးရတယ်ပြီးတော့ကျွန်တော်တို့မုတ်တီကကြတော့ဟိုငွှေနဲ့ချက်တာပါခင်ဗျာငွှေနဲ့ချက်ပြီးတော့ဟိုရခိုင်စစ်စစ်ရတာဖြစ်အောင်ဆိုပြီးတော့ဟိုအချို့မို့လုံးဝမသုံးပါဘူးခင်ဗျာ ီးတော့နောက်တစ်ခုကကျွန်တော်တို့ကမုတ်ဖက်ဆိုလို့ရှိရင်ကျွန်တော်တို့ကလက်ညှပုံစံမျိုးပေါ့နော်အဲဆက်ညှဒါပေမဲ့ကျွန်တော်တို့ကဟိုကိုယ့်အကူအော်ဒါမှာတာပေါ့ဟိုကက်မီကယ်မထည့်ဘူးအဲပြီးတော့အယောင်ချွတ်ဆေးပိုင်းမသုံးခိုင်းဘူးကျွန်တော်တို့ကလုံးဝအခုညှအခုယူအဲ့လိုမျိုးဟိုလက်ညှပုံစံမျိုးရအောင်ကျွန်တော်တို့ကအဲ့ဒီမုတ်ဖက်ဆက်ကနေပြီးတော့မှာတာပေါ့နော်အဲကျွန်တော်တို့မုတ်ဖက်က24နိုင်မခံဘူးခင်ဗျဒီလိုလာတဲ့လူတွေကတော့ဆိုင်ရင်းတွေနိုင်ကြတယ်ခင်ဗျကျွန်တော်တို့ကတော့ ဒီမှာတော့ဘယ်လိုပြောမလဲဆိုင်းလိုကီချင်းကြီးမဟုတ်ဘူးကျွန်တော်ကအိမ်ချက်ပုံစံမျိုးများတယ်အဲကျွန်တော်တို့ရှားပါအသားတွေအဲ့လိုထူးခြားတဲ့အသားတွေဆိုလို့ရှိရင်ကျွန်တော်အိမ်ကျဲပုံစံမျိုးလေးကိုယ့်အိမ်မှာစားသလိုမျိုးလေးချက်ပေးတာများတယ်ခင်ဗျအဲဆိုတော့ပြီးတော့ရခိုင်မုတ်တီကိုပါလို့ဆိုလို့ရှိရင်ရန်ကုန်ဘက်ကဆိုင်ရင်းတွေနဲ့နှိုင်းခံရတာများပါတယ်လာလို့ရှိရင်ကောင်းတယ်ပေါ့အဲဟိုဘက်မှာကျွန်တော်တို့စားနေရသလိုပဲကောင်းတယ်အဲ့လိုမျိုးပြောတာများပါတယ်ဟုတ်ပြီးတော့အဲပို့ပြီးပြောတာတော့ဒီထူးခြားတဲ့အသားတွေသူတို့ မရနိုင်တဲ့ဟိုနေရာအလွယ်တကူစိုက်တိုင်းမှာမရနိုင်တဲ့အသားလေးတွေကိုပို့ပြီးတော့သူကြက်ကြပါတယ်ခင်ဗျာချက်တာလေးဟုတ်ကဲ့ကျွန်တော်တို့အခုပထမဆိုင်ရတော့ဒီတန်လင်းတရားဆင်းပြီးတာနဲ့ကျွန်တော်တို့ဟိုကောလိပ်မှတ်တိုင်ကနေဆိုလို့ရှိရင်အဲမြို့ပတ်လန်ဆိုတာလေးရှိပါတယ်အမြို့ပတ်လန်ဝင်လာလို့ရှိရင်အဲနှစ်ဆိုင်သုံးဆိုင်လောက်မှာကျွန်တော်တို့ဆိုင်ရှိပါတယ်ခင်ဗျာဟုတ် Google Map မှာလည်းကျွန်တော်ရခိုင်ဆိုင်လို့ရိုက်ရလို့ရှိရင်ပေါ်ပါတယ်ခင်ဗျာအဲနောက်ထပ်ဆိုင်ခွဲနှစ်ကတော့ကျွန်တော်တို့ထွင်လာတာကတော့ 3ရက်လောက်ပဲရှိပါသေးတယ်။အဲအဲ့ဒီကအဲ့ဒီဆရာကတော့ကျွန်တော်တို့ဖျားကုန်းလမ်းစုံဖျားကုန်းလမ်းစုံဒီတာဝဘက်ကိုသွားတဲ့၃ခွားမှတ်တိုင်ရှိမှာပါခင်ဗျာ။ရခိုင်ဆိုင်နှစ်ဆိုပြီးရှိပါတယ်။အဲ့ဒီဘက်မှာဆိုရင်တော့မုတ်တီနဲ့ရခိုင်ပင်လယ်စာအတုတ်တွေကိုဦးစားပေးပြီးရောင်းတာပါခင်ဗျာ။ကျွန်တော်တို့စီမှာအဲကျွန်တော်တို့ဟိုအမြဲအမြဲတမ်းလိုလိုမစားရတဲ့ဈေးတွေမှာမရတဲ့စားစာတွေစားကျင်နေဆိုလို့ရှိရင်ပြီးတော့ရခိုင်စာစစ်စစ်ကိုစားကျင်နေရခိုင်မုတ်တီစစ်စစ် ီးတော့ရခိုင်အတုတ်တွေပါရေဟိုမျိုးရခိုင်စာစစ်စစ်ကိုမှစားကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရခိုင်စာတန်လျာရခိုင်စာတည့်ရနေ့ရရှိပါတယ်နီးစက်ရအောင်လာလို့ရပါတယ်ခင်ဗျာ